အားလုံးပဲမင်္ဂလာပါရှင်။နေအောင်တွင်း Audio Channel ကနေကြိုဆိုပါရစေ။ဒီနေ့မှာတော့ဂတိအမှတ်ဂါကြီးစနစ်ဆိုတဲ့ဝတ္ထုတူလေးကိုဖတ်ပြပေးခြင်းပါတယ်ရှင်။ဝတ္ထုတူလေးမဖတ်ပြခင်မှာ Channel လေးကိုလည်း Like and Subscribe လေးလုပ်ထားပြီးတောင်းဆိုပါတယ်ရှင်။ဂတိအမှတ်ဂါကြီးစနစ်သူ့ဘဝတွင်ရှိုက်ကြီးတငေငိုကြွေးရခြင်းသည်ယခုဒုတိယအချိန်ဖြစ်သည်။တိတ်ဆိတ်ငြိမ်သက်စပြူသွားပြီဖြစ်သောညဆယ်နှစ်ခွဲအချိန်၌ ဆေးရုံ၏ယောက်ျားလူနာဆောင်တွင် သူ့ငိုတန်းကတိတိတသားကျဲလောင်ပြင်းထန်နေ၏လွန်ခဲ့သည့်၅နှစ်သူ့ဖခင်ကွယ်လွန်စဉ်ကပထမဆုံးချိန်နှလုံးသားနာကျင်ရသည့်ထက်ပို၍ဆိုရသော ဝေဒနာပင်ယနေ့ညတာဝန်ကျဆရာဝန်ကသတင်းဆိုးကိုတိုးတိတ်စွာလာပြောတော်လဲမထိန်သိမ့်နိုင်ငိုချလိုက်သောသူ့အတန်းကြောင့်ယောက်ျားလူနာဆောင်တစ်ခုလုံးကျညာပြီးသားဖြစ်သွားလေသည်ဤဆေးရုံတွင်ဂရင်အမတ်ဂါကြီးဆက်နှစ်၌ အိတ်ဆိုင်ပွေဘိုင်းရက်ဘူးကူးဆက်နေသူတူရှိနေကြောင်းလက်ဖြင့်မဆကစင်းယုံမှတ်တမ်းသည့်ဒူအောင်တော်မီအိတ်ဆိုင်ပွေဘိုင်းရက်ဘူးရှိသူများစင်းရင်တွင်လဲသူသည်ဤစင်းယုံဤနံပါတ်1ဖြစ်အောင်တော်မီနံပါတ်1လူနာကစေကူသားဆောင်၌အဆုတ်ရောဂါဖြစ်တက်နေသောအသက်35နှစ်အရွယ်အမျိုးသမီးဖြစ်၏တကယ်တော့ထိုအမျိုးသမီးမှာ သူ့ယောက်ျားဤစိုးမွေကိုဆက်ခံရသောကံခေတိသားကောင်ဖြစ်သည်မိမမှုပွေသော သူ့ယောက်ျားက မျိုးစုံရက်ကွက်တစ်ခု၌ဓာတ်ထုတ်မှုဖြစ်ကထောင်းကျသွားပြီးတနားစရာထိုမျိုးသမီးမှာဤစေးယုံ၌စေကုသရန်ချွတ်ချွတ်ငဲ့ငဲ့ရောက်လာရှာသည်ထိုမျိုးသမီးထံမှလည်းယောဂဘိုးကိုသူ့လိုပင်စေးယုံရောက်မှပင်ရှာတွေ့ခဲ့ကြသည်သူသည်ထိုမျိုးသမီးကြောင့်လူနာဆောင်များထံမှတခုံးစနှခုံးစကြားပူပီးသားဖြစ်၏သပင်ပွားရောင်းရောင်းမျိုးချောက်ချောက်သားရည်ရှိကြောင်းမျိုးသမီးဤမျိုးလုံးများကအသက်ကင်းမဲလှကြောင်း လူနာကရင်ဘေးမှပေရည်တိတောက်ရည်ဘူးနဲ့ကော်ထမင်းကြိုက်ကလည်းထိုမျိုးသမီးကိုမြင်ရတယ်လို့ပင်စိတ်ညစ်ညူးစရာကောင်းလာကြောင်းဖြင့်စိတ်မချမ်းမြေ့စရာကြီးပင်ကြောက်ရွံ့ထိတ်လန့်ခြင်းဂယုဏတခြင်းများဖြင့်ထိုစဉ်ကနားထောင်ခဲ့ရတော့လဲယခုသူ့အလှရောက်လာခဲ့ပြီသို့တော့တညလုံးအိမ်မပြောနိုင်ပဲတလူတလိမ့်လိမ့်ဖြစ်နေတော့သူ့ကိုညသူနာပြုဆရာမကအိတ်ဆေးထိုးမြည်ပြုတော့သူငင်းဆန်ခဲ့လေသည်သူ့ဆိုးပြစ်မိုက်ပြစ်များအကြောင်း ပြန်လည်စဉ်းစားရမည်ညကိုအိတ်ဆက်ခြင်းဖြင့်မကုံဆုံးစေနိုင် ထို့သောစဉ်းစားလိုက်ခြင်းဖြစ်သာလက်တလောခံစားနေရမှုကိုကျော်ပါစေလိမ့်မည်မနေ့ပြန်နေနေမှာစ၍သူ့အတွက်အလိုအဆုံးသောအရာသည် အမှန်တရား၏အထင်သေးရှောင်ပွဲမှုကို7နှစ်ကြာခံစားခဲ့ရပြီးတဲ့နောက်ယခုထပ်မံကဲ့ရဲ့ရှုတ်ချခြင်းကိုမခံလို့တော့အားလုံးကသူ့ကိုကိုယ့်အဖြစ်ကိုခံရသည့်ယောက်ျားတစ်ယောက်ဟုသာမြင်စေရမည်နောက်တစ်နေ့နည်းနည်းလေးလျှင် သူ့ထံသို့ဥစွာရောက်လာသူကသူမျော်လင့်ထားသလိုတာဝန်ကျသူနာပြုဆီယာမလေးပဲဆီယာမလေး၏တာဝန်ချိန်သည်စနေတနင်္ဂနွေများပါဝင်လေးရှိကြောင်းသူသိထား၏ဆီယာမလေးကတန့်စင်သောဝတ်စုံကြည်လင်သောမျက်နှာထားဖြင့်အင်းညီရင်မုန်း၌အပြာရောင်ဖောင်တိန်လေးထိုးလျက်သားဖြစ်လေသည်ညီကောင်းတယ်မဟုတ်လားဟုဝတ္တရားမပြတ်စကားဆိုရင်သာမိုမီတာဖြင့်သူ့ကိုယ်ပူခြင်းကိုတိုင်သည်ထူးခြားချက်မှာထိုသာမိုမီတာကိုပြန်မြူသွားတော့ပဲသူ့ကိုအပြီးပေးခဲ့ခြင်းဖြစ်၏ သူအနှဲငယ်စိတ်နှောက်ရက်ဖြစ်လျက်ဆီယာမာလေးထံမှဖြည့်ရှင်းချက်တစုံတရာကြားလိုတော့လေဆီယာမာလေးကမူလူနာမှတ်တမ်းတွင်ယနေ့ကိုအပူချိန်ကိုရေးမှတ်ပြီးခိုင်အေးပင်ဆိုသည်ဒီသာမိုမီတာကိုကိုဝင်းရောက်ပြီးယူထားလိုက်တော့နော်ပြီးတော့ညနေအိမ်ကလူတွေလာရင်ကျမတို့စီမှာဝယ်ရမယ့်ပစ္စည်းစင်းလာယူပါပစ္စည်းစင်းဟုတ်တယ်ကိုဝင်းရောက်တော့ဘာတွေလိုမဲဆိုတာဆရာဝန်တွေကစင်းရင်းလုပ်ပေးလိမ့်မယ်တကယ်တော့ညကတညလုံးစဉ်းစားထားသည့် ူရင်ဆိုင်ရသည့်အမှန်တရားများထဲမှတစ်ခုကိုပထမဆုံးပြတ်သားစွာ ကြုံတွေ့လိုက်ရခြင်းဖြစ်တော်သည်။ဆီယမကျွန်တော်ကြောင့်တည်ပြီးပြီလားဟုသူအဲဆုံ၍မေးလိုက်သည်။ဘာကြောင့်လဲ။ကျွန်တော်တွေ့ထဲမှာအိမ်ရှိန်ပြို့တွေ့တဲ့အကြောင်းလေ။သူ၏ပွင့်လင်းမှုကြောင့်ဆီယမလေးကအနည်းငယ်တွေ့ဝေသွားသေးသည်။ပြီးမှသူနှစ်လိုလှသောပချိုက်ကလေးပေါ်အောင်နူးညံ့စွာပြုံးလိုက်သည်။ရှင်းသိသွားပြီပေါ့။ဟုတ်တယ်ညကတာဝန်ကြတဲ့မြင့်မှန်တဲ့ဆရာဝန်လာပြောသွားတယ် ဆီယာမကဘယ်တော့ငါတိတာလဲမနေ့ညနေကလေကျမပြန်ကန်နီးရှင်အတွက်တခွဲကအဖြေလာဖို့တော့ဆီယာဝင်နေအချင်းချင်းပြောနေတာကျမကြားလိုက်တယ်ဆီယာမအံ့ဩသွားသေးလားဟွန်းဟွန်းမျော်လင့်မိတာပဲဆီယာဝင်နေကလည်းတန်တရားရှိလို့စိတ်ခိုင်းတာပြီးတော့ဒီနေ့ကစပြီးကိုဝင်းအောင်လဲကိုပိုင်သာမိုမီတာနဲ့ကိုပိုင်ဆေးထိုးအနဲ့တီးတန့်သုံးရတော့မှာသူကြားလို့ဒီဖြည့်ရှင်းချက်တစုံတရာဒါပင်ဖြည့်သည်ဖမ်ပလီများဆေးဘူးများ ူနာမတမ်းများတင်လာသည့်စတီးလက်တွန်းလှဲလေးကိုတွင်းရင်းထွက်သွားသောဆီယမလေးကိုသူငေးမောမိနေပြန်သည်ဆီယမလေး၏ခေါင်းဆောင်ဖြူအောင်မှခါးအထိဖြောက်ဆင်းနှမောင်နေသောသပင်များဖြန့်ချကာပြင်ပဝှစ်စုံဖြင့်ဆွဲခြင်းလေးဆွဲလျက်ပြန်တက်သောဆီယမလေးကိုသူတိတ်တဆိတ်ဆွဲလန်းခဲ့တာလေညင်စကလေးကပဲဂရင်အမတ်ဂါကြီးစနစ်တို့မရောက်ခင်သူနှစ်ဂရင်ချင်းကက်လျက်နေခဲ့သောအဘဦးတင်ကြီးကတော့သူဆွဲလန်းမှုကိုရှိမိလေသည် သူတို့နှစ်ဦးတပတ်ကျော်ကြာကြာခရင်မီချင်းဖြစ်ခဲ့ကြသည်အဘကအထက်ညာဒေတာမှရာလုံငန်းဖြင့်အသက်မွေးသူဖြစ်၏လုံငန်းသည့်၅လခန့်ကစကားဘိုက်အောက်ရောကတဖြည်းဖြည်းဆိုးလာသောကြောင့်ဤစေးရုံတွင်ရောက်လာက ခွဲစိတ်ကူတာမှုခံခဲ့ကြောင်းယောဂရာဇဝင်ကို သူ့အားပြောခဲ့ပြီးတည်ဆုံးသွားသောသူ့ဖခင်ကဲ့သို့အဘကနှကမ်းမွေးထားသူဖြစ်ပြီးအဘ၌လည်းသူ့အရွယ်သားတစ်ယောက်ရှိခြင်းကသူတို့နှစ်ဦး၏ရင်းနှီးမှုကိုရက်ပိုင်းတွင်လျင်မြန်တိုးတက်စေသည် ညကငိုကြွေးနေသောသူကိုနှစ်သိခဲ့သည့်တူရီသောအဖော်လေးဖြစ်သည်သူသည်အဖိုးအိုကိုဝမ်းနေခြင်းဆွတ်သည့်ရှက်ရွံ့အားနာမှုဖြင့်ညကပြောမိသည်အဘကျွန်တော်နဲ့ခရင်ကြီးကရက်နေခဲ့ရတာစိတ်မတိုးမတန့်ဖြစ်နေမှာပဲနော်ဒီအတွက်ကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်မှဒီယောဂါကြီးရှိနေရဲဆိုတာခုမှကျွန်တော်လည်းသိရတာပါမလိုပါဘူးမောင်ဝင်းအောင်ရဲ့ငါနောက်ထပ်နေရလား၁၀နှစ်ပေါ့အခုလဲငါအစာရင်နာက အသားစားအဖြစ်ပို့ထားတာပြန်မရသေးဘူး ော်ဂျာကင်ဆာနာဖြစ်ခြင်းဖြစ်နေမှာပေါ့လူမှုအကူလည်းတဲပြီးမတွေ့တာလာတော့ပါဘူးအဖိုးအိုသည်စာနာစိတ်အပြည့်အဝရှိသူသို့မဟုတ် အတ္တနည်းသည်ဟုယုံကြည်ထား၏မင်းညာကသူ့ကိုဂါကြီးခံသူဂရင်ပြောင်းရွှေ့တော်လဲစိုးမိုက်သောတားငယ်ကိုကြည့်သည့်ဖခင်၏မျက်နှာထားမျိုးဖြင့်ကြံရိပ်ရှာသည်တကယ်တော့ဆီယာမလေးကိုသူစတွေ့ခဲ့တာဒီစည်းရုံရောက်ရောက်ချင်းညာကဖြစ်သည်ဦးလန်းချောင်းပိတ်သောယောဂဖြင့်အရေးပေါ်ဌာနမှာခွဲစိတ်ခံရပြီး ီစေးရုံကိုပြောင်းရွှေ့လာစဉ်ညကသူ့အိမ်ယာကိုခင်းချင်းပြင်ဆင်ပေးသည့်ဖြူနေသော လက်ကလေးများကိုယောဂအင်းနာချင်းမှုကြာကသတိထားမိသာဆရာမလေးနှဖူးမဆက်နယ်လေးများနဲ့ပချိုက်လေးနှစ်ဖက်ကိုမူဆေးထိုးဆေးတိုက်လာလို့သောနောက်ရက်ပိုင်းများမှ သူမြင်ခဲ့လေသည် ထိုစဉ်ကသူ့ကရင်သည်ကာကြီးခန်းပြင်းမောင်းနှင့်ကက်လျက် လေးတဖြူးဖြူးဝင်သည့်အမတ်ချောက်ဖြစ်၏သူ့ကရင်ဘေးမှစပွဲတွင် အင်ကပူရာသည့်တည်တည်များဖြော်ရည်ပလင်းများ မုတ်ဘူးများဖြင့်ပြည့်နှံ့နေသည်သူဆောင်သည်ဂရင်းနီးချင်းများနှင့်အကောင်းဆုံးဖြစ်၏ဆင်စစ်သူ့ရဲ့ငါစည်းဝါးရေးတောက်တင်းလှသည်မဟုတ်သို့သော သူပြည့်စုံမှုများမှာသူစိုးညစ်မိုင်မဲမှုကိုဖုံးကွယ်ရန်ကြိုးစားနေသည့်သူမိခင်၏မြစ်တာသာဖြစ်လေသည်ညနေအဲ့ချိန်ရောက်လျင်လည်းသူကလေးနှင့်စီကားလျက်ရှိပြန်၏သူညီသုံးယောက်ကမိခင်နှင့်အတူပါလာတတ်သည် သူအိမ်မှာရေမောင်းလဲချင်းများကြိုက်များဆွဲကပါလာမည် သူနဲ့စကားမပြောတာလေးနှစ်တည်းဝင်နေပြီဖြစ်တော့ညီငယ်သုံးဦးထံမှမလိုက်လဲသည့်တိုင်ဝိတရားချေပုံသည့်စကားများကိုကြားရသည် သူကိုတကြိမ်လက်သီးဖြင့်ထိုးနှက်ခဲ့ဘူးသည့်ညီအလက်ဖြော်သည့်ကော်ဖီတစ်ခွက်ကိုပင်တောက်ခဲ့ရဘူးသည်ထိုစဉ်ကသူတို့ညီကို၄ယောက်ပြန်လဲပေါင်းစည်းရေးကို သူမျော်လင့်တာဖြစ်လာသည့်ယောဂါကိုပင်ဂျေစုတင်လျက်စိတ်ကောင်းဝင်ပြီးဂရင်းနီးများထံမုံများပို့ခဲ့ဘူးလေသည်တကယ်တော့နေကြအောက်ကျခြင်းများ ိခါတရားကင်းမဲ့ခြင်းများခွင့်မလွတ်နိုင်စရာမှားယွင်းမှုများ၌သူပျော်ဝင်ခဲ့သည်မှာလာမယ့်အောက်တိုဘာလတွင်၁၇နှစ်ဒီနေ့ပြည်ခဲ့ပြီစေယုံတက်နေသည့်ရက်တွင်းမှာမူသူအချောင်းကိုအပြင်လူတယောက်လူစဉ်းစားမိပြန်သည်ချစ်သူကဆွန့်ပစ်သွားလို့ဘိန်းပြူဆွဲရတယ်ဆိုတာပဝင်းချင်အတွက်တော့ကဲ့ရဲ့ပြစ်တင်ခြင်းလူမိရှောက်လဲချက်မဟုတ်ပေဘူးဒါပေမဲ့ကိုချင်းချင်းတော့အင်မတန်အချောင်းပြချက်ကောင်းလာတယ်ပြီးတော့ကိုကိုကိုလည်းအင်မတန်ခွင့်လွှတ်ခြင်းစရာကောင်းလာတယ် တယောက်ကချုပ်ချယ်တဲ့မိဘကိုအရွေးတိုက်တဲ့တယောက်ကတငယ်ချင်းချင်းအလောင်းကစားလုပ်ရင်းနဲ့တယောက်ကတော့ဆင်းရဲတဲ့ဘဝကိုစိတ်နာလို့တဲ့သူကတော့ကိုပိုင်ပတ်စံနဲ့မဝင်နိုင်လို့အချင်းချင်းကတ်တောင်းနေရတာသူလာပြီးပတ်စံအေကာစားကက်ဆက်ခွေလေးအစုံတော်တော်သတိထားရတယ်ချမ်းသာတဲ့သူကြပြန်တော့လဲပျော်လို့တဲ့ဒီလူတွေထဲမှာကြီးစားနဲ့ပြတ်တဲ့အကြောင်းပြချက်နဲ့သူတယောက်အပါဝင်ဖြစ်တယ်ခမည်းတော်နေ့ကိုဒါအတွက်ဘလောက်သုံးတယ်လဲဗျာ မကြသေးခင်ကမှဒီဆေးရုံရောက်လာသည့်အလုတ်တင်ဆရာဝန်လေးကမေးဘူး၏သူဒုတိယညီငယ်နှင့်တရွယ်တည်းဖြစ်သောထိုဆရာဝန်လေးမှာသူနှင့်ဆတွေ့သည့်ရက်ကတက်တန်းသုံးရက်သာရှိသေးသည့်အသည့်ဆက်ဆက်ဆရာဝန်ပေါက်စာလေးဖြစ်သည်တထောင်မိုးလောက်ပေါ့ဆရာဘာပြောလိုက်တယ်တထောင်မိုးဆရာတထောင်မိုးဝင်ရင်ပင်နီဆလင်ပလင်းနဲ့ဒပလင်းစာလာပြရတယ်ကျွန်တော်တို့တစ်လလုံးလောက်တာတောင်းတထောင်ကျော်လေးရတာဗျာခမည်းဟာကမများလုံးဘူးလားပြောမနေပါနဲ့တော့ဆရာ ျွန်တော်အိမ်ကစီးစိမ်ကျွန်တော်ဖုံးလို့ကုန်တာပါပဲကျွန်တော်အောက်ကညီ၃ယောက်ဆိုကျွန်တော်ကိုစကားမပြောတော့တာနှင်းနေချီနေပြီအဖေအမေကဒီလိုပဲချုံမော့ထားရတာပေါ့ဆရာရဲ့ဆွေမျိုးတိုင်းဝိုင်းနဲ့ဝင်မဆက်တော့တာလဲဘယ်နှနစ်မှန်းတော့မသိတော့ပါဘူးအခုဆိုဆရာဝန်လေးနဲ့သူအတော်ရင်းနေနေပြီစီးကြောင်သားဘွားကတခါမှအကျိုးစီမထိုးခဲ့ဘူးပဲဆရာဝန်ဖြစ်မှစာထိုးဘူးတဲ့ဖြင့်တော်တော်ဒုက္ခရောက်ကြောင်းသူအားရင်ဖွင့်ခဲ့သည့်ဆရာဝန်လေးကိုသူပင်ညီလန်းပြောပြဘူးတည်း၏ ဆရာရဲ့သွေးကြောပိနာကနေကထိုးလိုက်။တစ်ချိန်ချိန်မှာသွေးကြောတဲ့အပ်ဖောက်သွားတဲ့အတန်းထုတ်ကနေခံစားရလိမ့်မယ်။ဒါဆိုရင်ညင်ပြီးအသာလေးဆွဲလိုက်။သွေးကသူ့ဘာသူလိုက်လာလိမ့်မယ်။လွယ်လွယ်လေးပါဆရာရဲ့။ဆရာဝန်လေးကရှီမောနားထောင်ရင်းကျေးဇူးတင်စကားဆိုခဲ့သေးသည်။နန္ဒာစောစောသွေးဖောက်ရမည့်လူနာစင်းကိုကင်ကဆေးထိုးအနှစ်အလုံးများနေသည့်အလုတ်တင်ဆရာဝန်လေးကိုသူနှစ်လူလာသည်ပင်။အရက်ရှည်ကင်ကင်အသားလက်လက် စပင်းကိုပုံကြတက်ရက်စွာဖိတင်ထားတတ်သောဆရာဝန်လေးညတာဝင်ကြမိရက်ကိုသူမျောနေတတ်ပြီးထိုညများ၌သူကရင်ဘီနာမှာနှစ်ဦးသားမကြကနစကားလက်ဆောင်ကြတတ်မည်ဖြစ်သည်ခမားစည်းုံတက်မဖြတ်ဘူးလားဗျဘယ်နေလိမ့်မလဲဆရာရဲ့ခုနှစ်ခါရှိပြီမပြတ်ဘူးဗောဟွန်းဟွန်းစည်းုံကစင်းလာကစားလာပိုင်းလေးပဲခံတာပါဆရာ နောက်တော့ပြန်ညှိရပဲအပေါင်းသိန်း၆လားဒါလဲပါတာပေါ့လေအဓိကကတော့စိတ်ပါပဲ။ ကိုစိတ်မကိုမနိုင်ပဲနှစ်တွေဘလောက်ကြကြမယိုဘူးခမ ्या ပြောတဲ့အတိုင်းဆို17နှစ်လုံးလုံးဆေးရုံတက်ဖြတ်တဲ့လတွေကလွဲလို့တရမမရက်ခဲ့ဘူးပေါ့အဲ့ဒီလိုဖြစ်နေရပေါ့ဆရာ အခုကောခဏခဏနေမကောင်းဖြစ်လို့နားထားတယ်ဒီတစ်ခါဆေးရုံကဆင်းရင်တော့ရက်မဲစိတ်ကူးတာပဲအလိုရက်တာနဲ့နားတာမတူဘူးလားဘယ်သူမှတော့ဆရာရဲ့နားရယ်ဆိုတာခဏနားတာပေါ့ရက်တယ်ဆိုတာရှေ့ဆက်မသွားချင်တော့တာပေါ့ကျိုးချောင်းများလို့မာကျော်လျက် အရွတ်တက်နေသည့်သူ့ဘယ်ဘက်လက်မောင်းသွေးကြောများကိုတစ်ချက်ကြည့်ရင်ဆရာဝန်လေးပခုံးတွန့်ကထွက်သွားတော့သူစကားကဆရာဝန်ဆရာမတို့စေတနာကိုစော်ကားရကြသွားသလားဟုပူပန်ရပြန်သည်ထိုစကားကအလုတ်တင်ဆရာဝန်လေးမှတဆင့်ဘာမောက်ခခွဲစိတ်ကူးဆရာဝန်ကြီးထံရောက်ခါနောက်တနေ့လူနာစစ်ဆေးရန်ရောက်လာသောဆရာဝန်ကြီးကပင် သူ့အားနောက်ပြောင်ခဲ့သေးသည်မောင်ဝဲအောင်ရဲ့ရက်တာနဲ့နားတာမတူဘူးဆိုတာမင်းခွဲခြားပြောသွားတော့လေဟုတ်သားကွယ်တဲ့အဲ့ဒီနေ့ပေါ့အင်္ဂါနေ့ပေါ့ စင်ရင်းစာဟုတ်ကိုင်းပြီးဆရာဝန်များနောက်မှငင်ငင်ကလေးလိုက်နေတဲ့ဆရာမလေးစီကဂညွနာပြေရှမ်းတဲ့အကြည်လေးတစ်ချက်ကိုသူရခဲ့တာသူ့ရင်တွင်အေးမြလျက်ထုံညာကစောစီးစွာနှိမ့်ချက်ချက်အိပ်ပျော်သွားခဲ့သည်သူဒီဘယ်တော့ကမှကိုကိုကိုလင်ညာခဲ့သူမဟုတ်သဖြင့်ယခုလည်းဖုံးကွယ်ဖို့မကြိုးစားခြင်း၁၂နှစ်တိတိမူရစ်ဆေးဝါးတုံးဆွဲသူတူဦးသည်ခွဲစိတ်ကုသဆောင်မှာသူနာပြုဆရာမလေးကိုအမှန်တကယ်ပင်မျက်နှာနေမိပြီ ထိုမျက်နှိုးစိတ်ကြောက်ပင်ဒီတစ်ခါဆေးရုံကဆင်းလျင်ပြစ်မူရစီဝါတားကောင်ဖြစ်မှအမှန်တကယ်လွတ်အောင်ရုံးလို့မြည်ယခုသူကြုံတွေ့နေရသည့်ပဝင်းကျင်သည် သူ့ကိုအာသစ်အင်သစ်သွန်းကလူကောင်းသူကောင်းဖြစ်စေမည်တကယ်ပဝင်းကျင်ဖြစ်သည်ဆေးရုံကဆင်းလျင်သူဘိန်းပြူဖြတ်တော်မည်အကြောင်းအရင်ဆုံးပြောပြဖြစ်သူမှမူဆီယာမလေးမဟုတ်ပဲဂရီနီချင်းအဘဦးတင်ကြည်သားဖြစ်လေသည်အဘကမျက်ရည်များလဲသည့်ထီဝန်းတာသွားသည်ကို ရည်ကျင်ခြင်းတဝက်တနာခြင်းတဝက်ဖြစ်ခဲ့သည်ဒီအဖိုးကြီးဟာအယုံလွဲလာတယ်သူ့ပတ်ဝန်းကျင်မှာငါလိုလူသားမျိုးမရှိဘူးထင်ပါရဲ့တအိမ်အောင်လုံးလူတိုင်းစီအလုံနဲ့လက်မပြတ်တဲ့လေသမားကိုင်းသမားတွေကြီးရှင်လင်နေတဲ့ရွာမျိုးမှာငါလိုဘိန်းယူသမားတယောက်ရှိဖို့ခဲရင်သည်ထင်ပါရဲ့ဤစေးယုံတွင် သူ့အတွက်ကန်ဆိုးမုံမောင်ကြသောရဲများကုန်မူခရီးနမက်ဂါကြီးစနစ်တို့ရောက်ချိန်မှစကားဂျုံတွေ့ရတော်သည်သူ့ဝမ်းပိုင်းမှချုပ်ယူသည် နှစ်ပတ်ကျော်ကြာလာသည့်တိုင်မကျက်နိုင်ပဲတနက်ရီတစူစူထွက်နေသည်အဖျားတရား1ဒီဂရီဖာရင်ဟိုက်တီတက်နေသောနေ့၌ရုတ်တရက်သတွေးသည့်ကချောင်းဆိုးလိုက်သည်ဖြင့်တနံရီဖြစ်ဤစားပြုနေသောချုပ်ရိုးသုံးချောင်းဖြက်ကနေပြုတ်ထွက်သွားလေသည်ထိုနေ့မှစ၍သူ့အနာကိုနေ့စဉ်ပင်ဆေးထည့်ရတော်သည်ဗမောက္ခဆရာဝန်ကြီးကိုယ်တိုင် သူ့အနာကိုစစ်ဆေးမြဲသို့ပေမဲ့စိတ်ကျဉ်တဲ့ဆရာရလက်မရှိသည်ကိုဆရာဝန်ကြီးမျက်နှာမှသူခံစားရမည် ရခိုင်ချုပ်ရိုးကြက်ချိန်၌ဆီယာမာလေး၏တာဝန်ရင်ဖြစ်လျင်ဖြင့်ချုပ်ရိုးလာပြီပေသောဖြူနုသည့်လက်ချောင်းကလေးများကို အနီးကပ်မြင်ခွင့်ရအောင်တော်မူဟုစိတ်ကူးယဉ်မှုများဘယ်တော့မှဖြစ်လာနိုင်တော့မှာမဟုတ်။အရေးတဆူဆူထွက်နေသောသူ့အနာနှင့်သူ့သွေးထဲမှဆစ်ဆဲတွေ့ရှိသော HIV virus ပိုးကြောင့်လည်းယောက်ျားလူနာဆောင်တစ်ခုလုံး၌နောက်ဆုံးအခန်းသို့ပြောင်းရွှေ့ခဲ့ရပြီ။သူတို့အခန်းတွင်ဆေးလိမ့်လွန်ကြောင့်တောင်းမှုကြောင့်သွေးကြောချင်းရောဂါဖြင့် မဲနဲ့ပုတ်ရွေလူစစဲခြေချောင်းများရှိသည့်လူနာနှစ်ဦးရေနံစီမိခွက်မှောက်၍ခြေနောက်မိဆွဲကလက်တစ်ဖက်မူးလောင်သွားသည့်ပတ်တီးအထက်ထက်နှင့်လူနာတဦးရှိနေလေသည် လေးဦးမြောက်ဖြစ်သောသူတို့ကဂဒင်ကအဆုံဆုံးအမတ်ဆက်နေဖြစ်သည်ဒီနောက်ပိုင်းစိတ်ကြည်လင်ချမ်းမြေ့မှုကိုသူတရက်မြမခံစားရတော့ချေသူသည်အမှန်ပင်အတ္တကြီးသူဖြစ်ခဲ့သည်မူးရည်စေဝါမှာနေဂျိုနှစ်ဝင်လျက်မူးရည်စေဝါဖြစ်ပင်မိဘကိုစီးပွားပြည့်စေခဲ့သည် ိုချင်းတရားကိုလည်းမူရည်စေဝါဖြစ်ပြီးလဲလှယ်ခဲ့သည်ဖြစ်စည်းဝယ်ရခတ်သောတကြံအခါကြီးရက်ကြီးများအတွက်ပင်ကျူတင်ဝယ်ယူစုဆောင်းသည့်အထိဝရိယကြီးခဲ့သည်ဖြစ်စည်းကိုရက်ဖို့ဘယ်တော့မှအလေးနက်မထားခဲ့မစင်စားယခုမူရင်းဤအပြစ်နောက်ဆက်တွဲအဖြစ်တို့ကိုသူခံစားနေရပြီထိုခံစားမှုများအတွက်အသက်ကိုပေးအပ်စရိယသည်မှာအပတခြားမရှိသို့တော့သူဒီတာမန်လူသားတဦးပင်ဖြစ်ရာ မိမိ၏ဆိုးပြမိုက်ပြများကိုနားလည်လျက်ကပင်တည်ခြင်းတရားကိုရင်ဆိုင်မှုမူတတ္တိမူ၍မရပြန်ချေသူတို့အတွက်စိတ်ပြေစရာတစ်ခုကဆရာဝန်ဆရာမများ၏စေတနာမပြတ်ဆက်ဆံတတ်မှုဖြစ်၏အိတ်ဆိုင်ဝီယောဂဘုသင်ဆောင်ထားသူတယောက်တို့အတွက်ဆရာမလေး၏အပြုံးသည်ခါတိုင်းလိုပင်နှွေးထွေးမြင်ဗမောက္ခဆရာဝန်ကြီးကလည်းတခြားလူနာများနှင့်တန်းတူဂယုတစိုက်ကြည့်ရှုမြင်အလုတ်တင်ဆရာဝန်လေးကလည်းအားလက်ချိန်မှာစကားလာပြောမြင် ဖြူဖွေးသောမီးရောင်အောက်တွင်ညင်သက်စွာလဲလျောင်းနေတတ်သောခွဲစိတ်ဆောင်ညများသည်သူ့အတွက်ခြောက်ချားပွေရာညများဖြစ်လာလေသည်ထိုညများ၌အိတ်ဆိုင်ပြီးယောဂဘူအကြောင်းသိသွားရှာသောမိခင်၏မျက်ရည်စားများညီငယ်တို့၏မျက်လုံးများထဲမှတင်းမာရိပ်များကိုအဖန်တလဲလဲမြင်ရောက်နေတတ်သည် ဥပဒေကိုလက်တလုံးချလှည့်ပတ်လျက်အိမ်နိုင်ရာရောက်ဆေးလာရောက်သူ၏မျက်နှာစိုးမိုက်ဖော်တငယ်ချင်းများ၏မျက်နှာဆေယောဂကုဆေးုံမှာသူ့ကိုအကြိမ်ကြိမ်ဆေးဖြတ်ပြီးတော့ ဆရာဝန်ကြီး၏မျက်နှာများကတလဲစီလောင်ပြောင်နေသည်အလုတ်တင်ဆရာဝန်လေးညတာဝန်ကြသည့်ရမား၌သူတို့နှစ်ဦး၏စကားဝိုင်းကလည်းခါတိုင်းထက်ပို၍ပွင့်လင်းလာသည်ကျွန်တော်ဘယ်တော့တည်မယ်လို့ဆရာထင်တယ်လဲမင်းမိလျင်ဆရာဝန်လေးကဟာဘဘရှိတတ်သည်ကိုဝင်းအောင်လူတိုင်းဟာချိန်မွေးတည်သွားနိုင်တာပဲမဟုတ်ဘူးလေကျွန်တော်ယောဂအကြောင်းကိုမေးတာအမနာရန်ပြောရမှာလားကျွန်တော်အခုချိန်မှာအသိချင်ဆုံးကကျွန်တော်ဘလိုနည်းနဲ့တည်မယ်ဆိုတာပဲဆရာ ပြောပြပါဘကောလူတိုင်းဟာအချိန်မရွေးတည်သွားနိုင်ပါတယ်လို့ဒါပေမဲ့ခမည်းရဲ့ယောဂါကြောင့်ခမည်းဟာငြိမ်းချမ်းသောတည်ခြင်းကိုရဖို့ခဲရင်နဲ့အသက်ရွယ်ဦးမင်းရင်ရောမှုကြောင့်တည်ရခြင်းမျိုးမဖြစ်နိုင်ဘူးရှင်းရှင်းပြောမယ်ဗျာဆေယောကိုရောဝေဒနာခံစားရတဲ့တည်ခြင်းမျိုးကိုရင်ဆိုင်ရဖို့များတယ်ကဲဘာသိချင်သေးလဲကြိုက်ပြီဆရာကျွန်တော်သိချင်တာဒါပဲဒါနဲ့ဆေးကုသဆောင်ကအဆုတ်ယောဂါဖြစ်နေတဲ့ဟိုမင်းမမသိသေးဘူးနော်မသိသေးပါဘူးလေဗျာ ါဆိုရင်ကျွန်တော်လည်းဒီရက်ပိုင်းတွေတော့မသေးနိုင်သေးဘူးထင်ပါရဲ့ဒုက္ခပဲဗျာလူတိုင်းတေးရမှာမှန်ပေမဲ့တကယ်တေးဖို့ကြတော့ခမည်းထင်တယ်လို့မလွယ်ဘူးကိုယောင်ကြီးဆေးရုံရများတွင်ဒီလိုဆရာဝန်မျိုးနဲ့သူမိတ်ဆွေဖြစ်ရတာကံကောင်းလာသည်သူတို့စကားဝိုင်းနိုင်တခြားလူနာများလည်းပါဝင်လာတတ်သည်အဘဦးတင်ကြည်သည်လည်းညဘက်ဈင်းချံမှာလမ်းထွက်လျှောက်ရင်းတခါတရံရောက်လာတတ်သည်အဘကအတော်နေကောင်းနေပြီသူ့အစာအိမ်ကြီးကင်ဆာနာမဟုတ်ကြ သားစားအဖြစ်ရပြီးဖြစ်ခဲ့သည် မကြမီဆေးုံကဆင်းရတော့မည်ဆီယဝင်လေးညတာဝင်မကြသည့်ရမြန်းမှာပင်သူတို့စကားဝိုင်းလေးထုံးစံမပြတ်ဝိုင်းဖွယ်နေပြီဂါကြီးခန်းထဲမှလူနာများနှင့်လည်းသူခင်မင်းရင်းနှီးနေပြီသူတို့ကသူ့ကိုကြောက်စရာရှောင်ကြဉ်စရာလူသားဖြစ်သဘောမထားကြသူတို့လိုပင်ဝေဒနာရှင်တဦးဖြစ်သာဆက်ဆံကြသည်သူသွေးထဲမှယောဂဘုကိုသူတို့မိထားကြသည်ခမည်းဘလို့ဆေးဆွဲသွားရလဲဗျာဟုသူတို့သိကြသည်အဖမ်းစီဒီလောက်များတာ ခမ ्या တို့ဘလို့စေးဝယ်ကြတယ်လေဗျဆက်စုကြသည်ယောက်ျားပဲဗျဘာလို့မပြတ်နိုင်ရတာလဲဟုအားမလို့အာမရဖြစ်ကြသည်သူ့အချောင်းကိုစိတ်ပါလက်ပါစီကာပကုံးပြပြလျင်တော့သူတို့အားလုံးမျိုးလုံးပြူးလျက်စိတ်ဝင်တစားနားထောင်တတ်ကြသည်ဖြစ်စည်းကိုအမျိုးမျိုးရောကြတာပဲတချို့ကဒိုင်ယာစီဗီနဲ့ရောတယ်တချို့ကနှစ်မျိုးသုံးမျိုးရောတယ်ကျွန်တော်ကတော့ရိုးရိုးရေပဲသုံးတယ်ကိုကြိုက်တဲ့ကိုပေါ့တခါတလေစိတ်ကောင်းဝင်လာရင်တော့နည်းနည်းလျှော့ထူတယ်ဒီနေ့တထောင်ဘိုးကနေ900ဘို့ နောက်ခုနရဘူးအဲ့ဒီကနေပြန်တိုးလာတော့တထောင်ဘူးပြန်ဖြစ်သွားပြန်ရောကျွန်တော်ကမနက်မိုးလင်းရင်နေနဲ့လှုပ်လိုက်တယ်နေကင်းကြတော့အရင်နေနဲ့တောက်လိုက်တယ်ညစာဆော့ဆော့စားပြီးရင်တော့တညာလုံးထိုးတာပဲအချိန်ပြေသွားတာနဲ့ပြန်ထိုးလိုက်ပြေသွားလိုက်ပြန်ထိုးလိုက်နဲ့မိုးလင်းသွားတာပဲခမညာမအိပ်ဘူးလားသူတို့ကမေး၏ဟမ်အာယုံလေးပြတ်သွားမှဆိုလို့မင်းယုံပဲမင်းနေခမရတဲ့ငယ်ချင်းတွေကမကြံတော့တဲ့လောက်ပဲတေးတဲ့သူတေးထောင်ကျတဲ့သူကြ တချို့လဲရဲဘတ်စခန်နဲ့ပါသွားတာပေါ့ဗျာပြတ်သွားတဲ့သူကမရှိဘူးလားရှိတာပေါ့တကယ်ပြတ်သွားတဲ့သူကြတော့ကျွန်တော်တို့နဲ့တကယ်လမ်းခွဲသွားတာပဲပြန်ကူးမတွေ့တော့ဘူးဘဝချသွားတာကိုဗျသူเจ้าများသည်တထောက်တညပုံမြင်များလို့ပင်သူတို့ကိုဆွဲဆောင်အားကောင်းလာသည်ဘိမ့်မြူသားကောင်ဖြစ်သူ့ဘဝကိုပြောပြနေရလျင်ဒေချင်းတရားကိုမေ့ပြောင်နေတတ်၏ယောဂဘိုးကိုတစ်ဖက်သူ့မိုက်ပစ်ကိုတစ်ဖက်ချိန်ထိုးကြည့်လျင် သူ့မိုက်ပစ်ကပင်အလေးတာနေသေးသည်ဟု တွေးတက်သည် ထိုခါမျိုးမှာသူအနှဲငယ်စိတ်သက်သာရာရပြန်သည်ဆီယာမလေးကမူသူ့ဘဝထဲကအပီးထုတ်ပစ်လိုက်ပြီးနှုတ်ဆက်လိုက်ပါပြီဆီယာမလေးကြီးကျွန်တော်ဘဝနဲ့ဆီယာမလေးဘဝဆက်ဆက်ဖို့စဉ်းစားရင် ကျွန်တော်ယူလို့သာဖြစ်ရမှာအခုချိန်မှာဆီယာမလေးရဲ့မြင့်တာကိုမျှော်လင့်မဲ့စားတည်ခြင်းတရားနဲ့ရင်ဆိုင်လိုက်ရတာကကျွန်တော်အတွက်ဓမ္မဒိဋ္ဌိထင်ကြလာတယ် ဆီယာမလေးကိုစိတ်ကူးနဲ့မျက်နှိုးနေရခြင်းအတွက်ပဲကျွန်တော်တို့အင်မတန်ထူးခဲ့တဲ့ဆုလက်ဖြစ်တယ်။အဘဦးတင်ကြီးဆေးရုံကဆင်းသွားတဲ့နေ့ကနေပူချိန်ခန့်နှွဲ့နှွဲ့ဖြင့်ကောင်းကင်သည်ဖြူလင်းဖွေးဆွနေ၏။ဗရေပေါင်များမှတိုးဝင်လာသည့်လေပြည်သည်ခွဲစိတ်ဆောင်တစ်ခုလုံးရှိလူနာတိုင်းကိုတဝူးချင်းနှုတ်ဆက်နေသည်။သူသည်ဂရေမော်မှလှဲရင်းလွန်သွားသည့်မဂဇင်းတစ်ဆောင်ကိုဖတ်လျက်ရှိသည်ဆီယာမလေးကခါတိုင်းလိုပင်ကိုပူချင်းလာတိုင်းလိုက် တိမ်မွေသောအပြုံးဖြင့်သူ့ရင်ကိုအေးမြသွားစေသည်။သွေးကြောမြင်များရှက်တန်းသည့်ပားပြင်မှခွက်ဝင်သွားသော ပချိုက်ကလေးကလည်းမြူသိမ့်ထားရသော သူ့ဆွဲလန်းချစ်ခင်မှုကိုနှိုးဆွသွားခဲ့သည်။ဖက်လက်ဆမဂဇင်းကိုကောင်းအောင်ပေးနာချလျက်နေရန်ဘက်ကိုမျက်နှာလွှဲလိုက်စဉ်ပါဝင်ထူးခြားမှုကိုသတိပြုလိုက်မိခြင်းဖြစ်သည်။အနံ့တစ်ခုအမှန်တကယ်ပင်အနံ့တစ်ခုထိုအနံ့သည်သူ့ပဝင်ခြင်းမှလာသည်။သူ့ကလေးမှလာသည်။ ထိုထက်ပို၍သူခန္ဓာကိုယ်မှလာသည်သူသည်ဝမ်းပိုက်မှမကျက်နိုင်သည့်ချုပ်ရိုးကိုကြည့်မိလျက်သာဖြစ်သွားရ၏သူနှင့်ရင်းနှီးမှုသည်ထင်ရသည့်ထိုအနှံ့ကြောင့်မကြမီပင်လက်ထောက်ဆရာဝန်တည်သွားတော်သည်ထို့ကြောင့်သူကတင်သူဆရာဝန်၃ဦးချက်ချင်းရောက်လာသည်ဆရာမလေးနှင့်အပြေးတစ်ပိုင်းရောက်လာကသူချုပ်ရိုးကိုဖုံးအုပ်ထားသည့်ခွန်းစားကိုခွာလိုက်သည်တိတိတသာစိတ်ကင်းထွက်လာသော အနှံ့သည် အမှန်ပင်သူဝမ်းပိုက်ချုပ်ရိုးမှဖြစ်လေသည် ခွာလိုက်သောခွန်းစား၌ ညိုညင်းညင်းအရေများပေးကြံလျက်သူဒီကရင်ပေါ်မှာညင်သက်စွာနေရင်မျက်နှာချက်ကိုစိုက်ကြည့်နေမိသည်အတွင်းချုပ်ရိုးမချက်ချင်းသူနားနှင့်ဆက်ဆက်ကြားလိုက်ရသည့်စကားပင်အပြင်ချုပ်ရိုးကဲ့သို့ပင် အတွင်းချုပ်ရိုးပါမချက်နိုင်ပါဦးမကြီးမမစင်ရည်များသည်ချုပ်ရိုးနှစ်ထပ်ကိုဖြက်လျက်လမ်းကြောင်းဖွဲ့ကသူဝမ်းပိုက်မှာလာရောက်ပေးကြံခြင်းဖြစ်သည် သူရခဲ့သည့်အနံ့သည်တကယ်ကိုမစင်နှံ့ဖြစ်သည်သူအဖြစ်ကချင်းမြတ်နိုးသူတယောက်ရှိမှာ ဘလို့မှအမည်မခံဝင့်တော့အဖြစ်ပင်သို့တော်ဆရာဝန်သုံးဦးကသူ့ကတိမှထွက်သွားလျင်ဆရာမလေးကိုတူးညင်းစွာမေးရသည်ဆရာဝန်တွေကကျွန်တော်ကိုဘာလို့ပေးမယ်ထင်တယ်လဲယင်ဆရာမသူတို့ပါမောက်ခဆရာဝန်ကြီးကိုအကြောင်းကြားကြလိုက်မယ်ဘိုက်ဖွင့်ပြီးပြန်ချုပ်ကြအောင်ပါလားဒါတော့ကျမမပြောတတ်သေးဘူးကိုဝင်းအောင်ယင်ဒီတစ်ခါထက်ခွဲမယ်ဆိုရင်ခွဲစိတ်ဖို့သဘောတူကြအောင်ကျွန်တော်လက်မှတ်မထိုးတော့ဘူးဆရာမထက်ခွဲပြီးပြန်ချုပ်လဲအနာကကြက်မယ်မထင်ဘူး ကျွန်တော်ကိုခန်အားကနာတစ်ခုချက်ဖို့တိမစွမ်းဆောင်နိုင်တော့ဘူးထင်ပါရဲ့သူခဏနဲ့သူခန်းစားလိုက်ရတော့ဆီယမ်မလေးကြီးအကြည့်ဒီညဉ့်ရရောပြောလျက်ညီမူရသည်မအနုညံ့ဆုံးဖြစ်လေသည်လောလောဆယ်ပေးချန်နေရတွေကိုကျမတန်ရှင်းရေးလုပ်ပေးခဲ့မယ်ပြီးတော့ချုပ်ရိုးမှာခွမ်းသစ်ပြန်အုပ်ပေးခဲ့မယ်ဆီယမ်မလေးခတ်တွတ်ထွက်သွားပြီးဆေးပန်းတွန်းလဲတွန်းကချက်ချင်းပြန်ရောက်လာသည်ပြီးတော့သူချုပ်ရိုးကိုကျင်းလဲစွာဆေးကြောပေးသည်သူသည် ချိုယိုးမှတစိမ့်စိမ့်ထွက်နေသောမစင်နှံ့အတွက်ဆီယာမလေးကိုအားနာဖို့မိလျော့ကသူ့အလုတ်တင်ဆောင်လေးဤတာဝန်ချင်းကိုမိလိုက်၏။သူလားမနှက်ဖြံမနှက်လာလိမ့်မယ်။ဘာပြောချင်လို့လဲအရေးကြီးရင်ကျမဖုံးဆက်ပြီးပြောပြနိုင်ပါတယ်။နေပါစေ။သူလာမှလူကိုယ်တိုင်တွေ့ပြီးပြောတော့မယ်။တည်ခြင်းတရားဆိုတာသူထင်သလောက်မခက်ဘူးဆိုတဲ့အကြောင်းလေးပေါ့။ဆီယာမလေးကဆေးကြောပြီးတော့သူ့ချုပ်ယိုးပေါ်၌ခွန်စားအစ်စ်ကိုတည်တည်တတ်တတ်အုပ်ပေးလိုက်၏။ဟုတ်တာရှင်။ စိတ်မလျှော့စမ်းပါနဲ့ဆရာဝန်ဆရာမတွေအားလုံးကိုဝင်းအောင်တို့အကောင်းဆုံးလုပ်ပေးကြမှာဆရာမလေးကစေဘန်တွန်းလဲကိုခပ်ဖြည်းဖြည်းတွန်း၍ထွက်သွားတော့အခါသူသည်ဆရာမလေးရဲ့အဝါနှုတ်ရောင်ဖက်နယ်လေးကိုငေးမွှေးလျက်ဒွန်းညင်းသည့်ခြေတံကိုကြိုးစားနားထောင်ရင်းကြံခဲ့လေသည်ကျေးဇူးပါရှင်ဆိုင်ဆရာမျိုးမျိုးကြော်လင်းရေးသားထားတဲ့ဂဒင်အမှတ်ဂါကြီးဆက်နှစ်ဆိုတဲ့ဝတ္ထုလေးကတော့ဒီနေရာမှာပဲဆုံးသက်ပါပြီရှင်ဒီဝတ္ထုလေးကိုနားထောင်ပြီး ဘလို့ခန်းစားချက်တွေရရှိရဲဆိုတာကို comment နဲ့မှာမျှဝေပေးခဲ့ကြပါအောင်ရှင်